ကရင်မျိုးသားစီယုံ KNU က DKPA ဒီမိုကရေစီကရင်အကျိုးပြုတက်မတော်လုံခြုံရေးယူထားတဲ့ကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတစ်ခုကိုရှာဖွေ တွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ရရှိထားတဲ့ချက်လက်တွေကိုထိုင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုပေးပို့ပြီးဖြစ်ကြောင်းလဲနိုဝင်ဘာ25ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်အချက်လက်တွေပေးပို့တဲ့နိုင်ငံတကာအဖွဲ့အစည်းဆိုရာကိုတိတိကျကျဖော်ပြမထားပေမဲ့အမေရိကန်ဆိုရာကတော့ကြားဖြတ်နေနေအထူးတပ်ဖွဲ့ဖွဲ့စည်းထားကြောင်းလွန်ခဲ့တဲ့သတင်းပတ်တွေအတွင်ကြေညာထားတာပါနိုဝင်ဘာ22ရက်နေ့ကမြရီတောင်ဘက်မင်းလက်ပန်ရွာအနီးမှာစေအုပ်စုနဲ့ KNU တို့ ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး DKPA ကလည်းစေအုပ်စုတပ်ဖက်ကဝန်တိုက်တာဝါမြေပြင်ကိုကဲမှုကတခွာသည်စောကျော်ကိုမင်းလို့လည်းသိကြတဲ့နိုင်လွင်ဖြစ်ပြီးတော့ DKPA ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့စိုင်းကျော်လက်ကတည့်ရဲ့အမိန်ပေးစီခိုင်းတာဝါကြဖြန့် online ငွေလင်ဂိုင်းတွေနဲ့ဆက်ဆက်မှုကြောင့်စိုင်းကျော်လကို American ဆွေရကနိုဝင်ဘာ12ရက်နေ့တုန်းကတန်းခတ်စီးရင်းနဲ့ထည့်သွင်းခဲ့ပါတယ် တိုက်ပွဲအတွင်း DKPA တပ်ဖွဲ့ဝင်230ကျော်လက်နက်ချဖမ်းခံခဲ့ပြီးနိုဝင်ဘာ23ရက်နေ့မှာတော့မင်းလက်ပန်ကြားဖြတ်ငွေလိမ်စင်တာဝင်းအတွင်းကြားဖြတ်လုပ်သားတွေကိုစစ်ဆေးတပ်တေကန်ပစ္စည်းတွေကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဝင်းအတွင်းအဓိကအဆောက်အဦးအလုံး20လောက်ရှိပြီးတချို့အဆောက်အဦးတွေအတွင်းမှာနှိပ်စက်ခန်းလို့ယူဆတဲ့၄ပေ6ပေခန်းချင်းလေးတွေလည်းတွေ့ရတာပါတချို့ကြားဖြတ်လောက်သားတွေမှာလူသေးသေးလောက်တဲ့လက်နဲ့တမျိုးမျိုးကန်ဆောင်ထားတာကိုတွေ့ရပြီးစစ်ဆေးတဲ့အခါမှာတော်တော်များများကပူးပေါင်းဆောင်ရွက်လိုတဲ့ပုံစံမျိုးမတွေ့ရဘူးလို့ဆိုပါတယ်မန်နေဂျာလို့ယူဆသူတချို့ကတော့စစ်ဆေးထားပြီးပါပြီကြားဖြတ်လောက်သားတွေဟာထိုင်းနိုင်ငံကတဆင့်နေရရင်ပြန်ပို့တာမျိုးကိုမလိုလားပဲ KNU လုံခြုံရေးတွေကိုလက်ထိုးပြီးတော့မြန်မာပြည်ထဲထွက်ပြေးခေလုံးဖို့လဲဆန္ဒရှိကြတာဝါ DKBA ထိန်းချုပ်တဲ့ကြားဖြတ်ဝင်အတွင်းလူပေါင်း2000လောက်ကိုပိတ်လောင်ထားတာတွေ့ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်တရုတ်နိုင်ငံသားအများပြားပါဝင်နိုင်ငံပေါင်း၈နိုင်ငံကကြားဖြတ်လုပ်သူတွေကိုစစ်ဆေးနိုင်ခဲ့ပြီးတော့ထိုင်းလူမျိုး80လောက်ကိုတော့နေဆက်ကနေထိုင်းအာဏာပိုင်တွေစီပြန်လည်လွှတ်ပြောင်းပေးခဲ့တယ်လို့ဆိုပါတယ် ဖိလစ်ပိုင်နိုင်ငံသားကြားဖြတ်တဦးကတော့အမေရိကန်တွေကိုအွန်လိုင်းကနေတလ9သိန်းလောက်လိမ်နိုင်ခဲ့တဲ့အချိန်တွေရှိတယ်လို့ဖြောင့်ချက်ပေးပါတယ်။ဒါအပြင်2016ခုနှစ်ရက်စွဲနဲ့မြမအနာဂတ်ကျေပွင့်ကုမ္ပဏီ limited ရဲ့အမှတ်ပုံတင်အချက်လက်တွေကိုသိသိရမိကြောင်းလဲ KNU ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ25ဒီကနေ့မနက်ပိုင်းထိဒေတာတွင်မှာဆေးဥစုကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်ကြားဖြတ်လုပ်သားတွေ BN ရဲ့ကင်းစီရေးလဲဆောင်ရွက်ရတယ်လို့ဆိုပါတယ်။ကျွန်တော်ဆွေပါ။